ဘဝမှာနေရနေရတိုင်းမှာပျော်ရွှင်အောင်နေဖို့ဆိုလို့ရှိရင်ရမ်းလွယ်တယ်အဲ့တစ်ချက်ကိုတည်ထားလို့ရှိရင်ပျော်အောင်နေနိုင်တယ်အဲ့ဒါဘာလဲဆိုလို့ရှိရင်ပြစ်စုံပတ်မှာနေတာသူတို့လက်ရှိအချိန်မှာပဲနေတာအဲ့တော့မေးကြရတော့ရှိရပါတော့ငါတို့လက်ရှိအချိန်မှာမီလို့ time travel သွားပြီးအတိတ်ကြီးမှာသွားနေနေလို့လားအနာဂတ်ကြီးကိုသွားနေလို့လားဆိုတော့အဲ့လိုမျိုးပြောချင်တာမဟုတ်ဘူးသူတို့လူအများစုဒီခန္ဓာကိုယ်ကြီးရဒီပြစ်စုံပတ်မှာနေရလက်ရှိအချိန်မှာနေပေမဲ့စိတ်ကြီးကအတိတ်မှာနေနေရမျိုး အတိတ်ရဲ့အရေးတီမှာပိတ်မိနေရမျိုးအဲ့လိုမျိုးရင်ရှိရဲ့အတိတ်မှာဖြစ်ခဲ့ဥရာကြီးကြုံခဲ့ဥရာကြီးအဲ့ဒီအရာတွေကိုပါမယ်တွားပြီးတော့တွင်ညိနေရမျိုးရင်ရှိမယ်အတိတ်မှာရခဲ့မှုရဲ့ဒဏ်ရာတွေကိုပဲထပ်ပြီးတူးဆွနေမိရမျိုးရင်ရှိရဲ့အဲ့အတိတ်မှာရခဲ့ဒဏ်ရာတွေကိုထပ်တူးဆွနေရတဲ့အခါမှာဘာရလဲထပ်ပြီးတော့ဒဏ်ရာပဲထက်ရတယ်ထပ်ပြီးပဲနာကျင်ရတယ်ဘာမှပုံမရလား အဲ့လိုအတိတ်မှာကိုမလုတ်ခဲ့ရတဲ့အရာတွေကမခံမရနိုင်နေဖြစ်တယ်ကိုကိုကိုဒေါသကြီးဖြစ်တယ်ငါအဲ့ဒီတော့ကဘာမှမလုတ်ခဲ့ရဘူးငါအဲ့ဒီတော့ကဘာလို့အဲ့အရာမလုတ်ခဲ့ရတာလဲစသဖြင့်ပေါ့အတိတ်မှာမလုတ်ခဲ့ရတဲ့အတွက်ကိုကိုကိုပြန်ပြီးဒေါသထွက်တယ်အဲ့တော့ဘာရလဲပူလောင်ရတယ်ဘာမှမရအောင်အဲ့အတိတ်မှာနေရဲ့အတိတ်ကလူတွေကိုတတိယနေရဲ့ဘာရလဲဆိုဘာမှမကောင်းပါဘူးအဲ့အရှင်းဆုံးပြောပြတာပါအဲ့တော့ တိတ်မှာနေရလဲမကောင်းသလိုအနာဂတ်မှာသွားနေရလဲအဆင်မပြေပါဘူးဆိုလို့ဆိုလို့ရှိရင်အနာဂတ်မှာနေတဲ့လူမျိုးတွေမှာပါတယ်ပေါ့နော်အတိတ်ကိုအရင်သတိရတာမျိုးတော့မရှိပါနဲ့အနာဂတ်ကိုတော့အရင်ရန်သွားသွားနေဖြစ်တယ်နော်ငါနောက်၃နှစ်နေဘာလုပ်မလဲနောက်၅နှစ်နေငါဘာဖြစ်နေရမလဲစသဖြင့် plan နေရှိရလူတိုင်းမှာလည်းအဲ့လို plan ရှိလိမ့်မယ်ငါအသက်ကြီးလို့ရှိရင်ဘာတွေဖြစ်ချင်တယ်ဘာတွေလုပ်ချင်တယ်စသဖြင့် plan နေရှိလိမ့်မယ်အဲ့တော့အဲ့ plan နေရှိတာကမကောင်းမဟုတ်ဘူးကောင်းတယ် ဲ့ plan နေရှိတာဒီကောင်းနေဒါပေမဲ့အဲ့ plan နေချပီးရတီလဲအဆင်ပြေသေးရဲ့အေးအဲ့ plan နေချပီးရတီကိုလုံးလုံးငင်းငင်းဆိတ်ဆိတ်မနေပဲနဲ့ငါတကယ်လို့အဲ့အရာကြီးမလုပ်ဖြစ်ခင်ရဘယ်လိုလုပ်မလဲငါမလုပ်နိုင်ရင်ဘယ်လိုလုပ်မလဲအဲ့အရာကြီးဖြစ်မလာခင်ရင်ဘယ်လိုလုပ်မလဲစသဖြင့်အဲ့လိုအတူကြီးစိုးရွင်စိတ်ကြီးများတယ်အာဖြစ်မလာသေးတဲ့အရာတွေပေါ်မှာကြောက်ရွံ့စိတ်ကြီးများတယ်အဲ့အရာတွေဒီဇူးယူစိတ်ပိုင်းဆိုင်ရာကျမ်းမာကြီးတော့ဆို ော်တော်ဆိုးဆိုးဝါးဝါးထိကိုက်စီရတယ်လို့ပြောလို့ရတယ်။ဆိုတော့အတိတ်မှာနေရရောအနာဂတ်မှာတွားနေရရောနှစ်မျိုးလုံးကမကောင်းဘူး။နော်။သူအတိတ်တွေကိုကောင်းကြည့်နေဆိုလို့ရှိရင်အခုလက်ရှိအချိန်မှာပုံပြီးကောင်းအောင်လုပ်ဖို့ပဲရှိရတယ်။သူတို့အခုလက်ရှိကြုံနေရဒီနေ့ဒီနေ့ပြည့်စုံပန်ဒီမနေ့ဖြစ်မှာမနေ့ဖြစ်ရောက်သွားရင်ဒီနေ့ဒီအတိတ်ဖြစ်သွားမှာ။အဲ့တော့ဒီနေ့ကောင်းအောင်လုပ်နေတယ်ဆိုသူတို့အတိတ်တွေကလည်းကောင်းနေမှာပဲ။အဲ့လိုပဲ ို့ကောင်းတဲ့အနာဂတ်ကိုရဖို့ဆိုလို့ရှိရင်သူတို့ပြစ်စုံပံမှာပို့အားဆိုင်မှရမှာအခုလက်ရှိချိန်မှာပို့အားဆိုင်မှရမှာလက်ရှိချိန်မှာပို့အားဆိုင်ထားမှာအနာဂတ်ဆိုတဲ့အရာမှာအနာဂတ်နောက်၃နှစ်နေဒါမှမဟုတ်နောက်၅နှစ်နေကိုလိုချင်တဲ့နေရာတကူကိုရမှာဆိုတော့အဲ့တော့လက်ရှိအချိန်ကိုပဲအာရုံစိုက်ပါလက်ရှိအချိန်မှာပဲကို လုံးဆရာရှိရဲ့အပေါ်မှာပဲအာရုံစိုက်နေလို့ရှိရင်ဇူးရိုဒီပျော်ရတယ် အတိတ်မှာသွားပြီးနာကျင်နေစီကအချိန်လည်းမရှိတော့ဘူးလေကိုလုံးနေရလေးပဲကိုလုံးနေရကိုလုံးစရာတောင်းဝင်နေပဲလုံးနေရကိုနောက်၃နှစ်၄နှစ်အတွက်ဖြစ်ချင်တဲ့အရာကြီးရှိမယ်အဲ့အရာကြီးအတွက်ငါဘာကြီးလိုရမှာလဲဘာကြီးတင်ယူရမှာလဲအဲ့အဲ့အရာကြီးပေါ်မှာပဲအာရုံစိုက်ထားနေရဆိုလို့ရှိရင်စိတ်ဆင်းရဲစရာအကြောင်းမရှိပါဘူးပြောရမှာပါပဲအဲ့တော့လက်ရှိအချိန်ကိုပဲအာယုံဆိုင်ပါလက်ရှိအချိန်ကအတိကပါပဲအဲ့တော့လက်ရှိအချိန်ကိုအာယုံဆိုင်ဖို့အတွက် လွယ်ကူလားဆိုတော့လေအရင်ကြီးတော့လေလွယ်ကူမနေဘူးအဲ့တော့ဘယ်လိုမျိုးဖြစ်မလဲဆိုရင်အဲ့လိုမျိုးကလေ့ကျင့်လို့ရတယ်ပထမဆုံးချက်ကတရားထိုင်တာတရားကိုအများကြီးမထိုင်နိုင်တော့5မိနစ်လောက်3မိနစ်လောက်စထိုင်ကြည့်ပေါ့သတိဆိုအရင်တရားထိုင်နိုင်နေတယ်မှမပါဘူးအဲ့တော့အများဆုံးထိုင်5မိနစ်လောက်ပေါ့စထိုင်ကြည့်ရတရားထိုင်ထုံးစံနိုင်မယ်အသက်ရှူတင်ရှူထုံးအပြလေးကိုမှတ်တယ်အဲ့တော့စိတ်ငြိမ်နေခုလက်ရှိအချိန်မှာပဲအာယုံစိုက်နိုင်နေတယ် နောက်တစ်ချက်ကတော့လက်ရှိချိန်အတွေးတွေမှာပဲသူတို့ကအတိတ်အတွေးအတွေးတွေနဲ့ပဲအတိတ်ကိုသွားလိုက်အနာဂတ်ကိုသွားလိုက်လောက်တာကိုအဲ့တော့အတွေးကိုအတိတ်တွေဟောအနာဂတ်တွေရောမသွားဘူးလို့ရှိရင်အခုလက်ရှိဖြစ်နေတဲ့ပုံဝင်ချိန်ကိုလိုက်ပြီးစူဆန်လေးလာပုံဝင်ချိန်မှာစူဆန်လေးလာဆိုလို့အတင်းနေတခိုင်းနေအောင်မျိုးမဟုတ်ဘူးပုံဝင်ချိန်မှာသွားနေတဲ့အရာတွေလှူရှားနေတဲ့အရာတွေပုံဝင်ချိန်မှာဟိုမှာနှက်ကလေးပဲဖြစ်ဖြစ်တစ်ပင်နေပဲဖြစ်ဖြစ်ကောင်းကင်ကတိတ်နေလို့ပဲဖြစ်ဖြစ် ခဏတာကြည့်ပြီးတော့စိတ်ပန်းဖြစ်လိုက်ကိုသည်အတိတ်ကိုရောက်တော့မယ်ဆိုလို့ရှိရင်ဟုတ်ကိုရဲ့ပြစ်စုပတ်မှာပဲနေပြအောင်စိတ်ကိုစူးစီးထားလိုက်เนาะအဓိကတော့တတိပဲအာကိုအတိတ်ကိုရောက်နေပြီဟာငါအရင်တော့ဘလို့ရခဲ့ရဆိုစိတ်လေးတွေးနေကိုပြူပြီးတော့တတိကတ်ထားလိုက်ဟောငါတွေးနေမိပါလားဆိုပြီးတော့ပေါ့အဲ့လိုပဲအနာကတ်ကိုပလန်ချတာပလန်ချတဲ့အထိကောင်းတယ်ပလန်ချပြီးနောက်ပိုင်း စိုးရိမ်ပူပန်မှုတွေများလာငါဖြစ်မလာသေးတဲ့အရာတွေအတွက်ဘာလို့ပူပန်နေရလဲအခုလက်ရှိမှာပဲအာယုံဆိုင်မှာလက်ရှိကိုပဲအာယုံဆိုင်ပြီးပါလက်ရှိမှာကိုလုံးရမယ့်အရာတွေကိုပူအာယုံဆိုင် ကိုလုံးရမယ့်အလုပ်တွေကလည်းပူပြီးမြောက်လို့နောက်တစ်ချက်ကအဲ့ဒီလိုမျိုးစိုးရိမ်ပူပန်မှုတွေစိတ်တော့ကရည်လေမရောက်တော့ဘူးအဲ့တော့ဒီရဲ့တိုင်ကိုပျော့ပျော့ရွှင်ရွှင်နဲ့တောင်းကမုံမုံဖြစ်တန်းနိုင်မှာဖြစ်ပါရဲ့အော်ဇူရီပြောပြရဲ့အเจ้าရလေးတွေကိုလက်ခံနေဆိုရင် follow လေးလုပ်ပေးခဲ့ရကြပါနောက် video တွေမှာတွေ့ပါမယ်